ထိုင်းနဲ့မြန်မာနိုင်ငံသားတွေလိုက်ပါလာတဲ့ထိုင်းအလန်တင်သင်္ဘောတစ်စင်းပေါ်မှာဒေါ်လာ426တန်းတန်မိုးရှိတဲ့မူရင်းစေးပါးတွေကိုအင်ဒိုနီးရှားနိုင်ငံမှာဖမ်းဆီးရမိခဲ့တယ်လို့ဘန်ကောက်ပို့စ်ကဖော်ပြခဲ့ပါတယ်။အင်ဒိုနီးရှားရေတပ်ဟာ Rio Island ပြည်နယ်ကမ်းလွန်ရေပြင်တွေမှာအရှိန်နဲ့ထွက်ပြေးဖို့ကြိုးပမ်းနေတဲ့ဒီသင်္ဘောကိုဖမ်းဆီးထိန်းသိမ်းခဲ့တာပါ။သင်္ဘောပေါ်မှာကိုကင်း1.2တန်နဲ့မက်သာဖက်တမင်း905ကီလိုဂရမ်ကိုထည့်ထားတဲ့ အဝါရောင်နဲ့အဖြူရောင်အိတ်တွေကိုရေတက်အရာရှိတွေကတွေ့ရှိခဲ့ပါတယ်။ဒီမူရည်ဈေးဝါရီဟာဒေါ်လာ426တန်တန်မိုးရှိပြီးအင်ဒိုနီးရှားနိုင်ငံသမိုင်းမှာအကြီးမားဆုံးမူရည်ဈေးဝါဖန်ဆင်းရမိမှုဖြစ်ခဲ့ပါတယ်။ဒီသင်္ဘောပေါ်မှာလိုက်ပါလာတဲ့ထိုင်းနိုင်ငံသား2ဦးနဲ့မြန်မာနိုင်ငံသား4ဦးကိုလည်းဖန်ဆင်းထိမ့်သိမ်းထားပါတယ်။အင်ဒိုနီးရှားနိုင်ငံဟာတင်းကျပ်တဲ့မူရည်ဈေးဝတက်ဖြည့်ရေးဥပဒေကိုပြဋ္ဌာန်းထားပြီးမူရည်ဈေးဝမောက်ခုကူးမှုအတွက်သီရန်အပါဝင်ကြီးလေးတဲ့ပြည်တံတွေချမှတ်လိရှိပါတယ်။အခုသိသိရမိခဲ့တဲ့မူရည်ဈေးဝတွေရဲ့မူလစင်းမြင့်နဲ့ တင်မောတွားရောက်မဲ့နေရာကိုစုံစမ်းစစ်ဆေးမှုတွေပြုလုပ်လျက်ရှိပါတယ်